အခန်းဆက်သုံးမိုးကြလာပြီဖြစ်သည်ဖြင့်ရှမ်းစုရွာကလေးသည်စိမ့်စိမ့်ဆူဆူပြန်ဖြစ်လာပြန်လေသည်ယောဂါဖြစ်စဉ်က ထွက်ပြေးတိမ်းရှောင်နေကြသောရွာသူရွာသားများသည်လည်းတစားတစားနှင့်အတော်ပြန်ရောက်လာကြလေပြီပြန်ရောက်ကြသူများထဲတွင်ငွေခင်နှင့်ဒေါက်တော်တို့လည်းပါကြသည်ရွာသို့ပြန်ရောက်ကလေးကငွေခင်သည်သူ့အိမ်တွင်မနေဘဲဒေါက်တော်နှင့်အတူသွားယူနေသည်တနေ့နနက်ခင်းအချိန်တွင်ငွေခင်သည် မိဘတဲတွင်ထမင်းချက်နေစဉ်ခொနည်းရမှတစ်ကြိမ်လာလေးရှိသောမြို့မှစားပုတ်ကလာသည်ငွေခင်း၏အမည်နှင့်စားတဆောင်လာပေးလေသည်စားအိတ်ကိုဖောက်၍ဖတ်ရာလဝဲတောက်တွင် ဥပမြင့်အိမ်နံပါတ်39ကန္နာလန့်ပသိမ်ကြာကြာနာနာပုံနှိပ်ထားသောစားရေးစကူပေါ်တွင် အောက်ပါအတိုင်းစားရေးထားသည်ကို တွေ့ရလေသည်ဝါကောင်လှပကျော်6ရက်မငွေခင်း မန်ငွေခင်းယောက်ျားကိုရန်ရှင်းသည်ဝါကောင်လာပြီးကျော်၄ရက်နေ့ကဦးတက်ပေါက်သောယောဂါကြောင့်ထောင်ဆေးရုံတွင် တင်၍ဝမ်းကိုခွဲပြီးကူးရပါသည်အားလုံးချောချောမောမောပြီးသွားပါသည်စိုးရိမ်စရာမရှိပါတို့ရရင်ခွဲထားသည့်အချိန်ကြောင့်အနှဲငယ်အားနည်းနေပါသေးသည်မန်ငွေခင်းကိုသာ တားလျက်ရှိသည့်ဖြင့်ယခုစာကိုရေးလိုက်ရပါသည် လာလျင်ဒေါ်တုတ်ဆိုသူကိုအဖို့ခေါ်ခဲ့ပါဟု ကိုရန်ရှင်းကပြောပါသည် ဘသိန်တို့ရောက်လျင် အခြားတဲခိုစရာမရှိကကျွန်တော်၏အိမ်၌ပင်တဲခိုနိုင်ပါသည် အခြားမှတဲခိုရန်ရှိသည့်တိုင်အောင် ထောင်ထဲသို့ကိုရန်ရှင်းနှင့်ဝင်တွေးဖို့စီစဉ်ပေးရန်အတွက်ဘသိန်တို့လိုက်လာလျင်ကျွန်တော်ထံသို့အထက်ပါလိပ်စာအတိုင်းတန်ကြိုးရိုက်ပြီးကြောင်းကြပါဗမြင့်ထောင်မှုပသိန်ထောင်ငွေခင်သည်စာကိုဖတ်ပြီးနောက်စိုးရင်သောမျက်နာနှင့် စာကိုဒေါ်တုတ်ထံသို့လှမ်းပေးလိုက်လေသည် ဒေါတုတ်ဒီစာကိုတေချာစွာဖတ်ပြီးစိုးရိမ်စရာမရှိပါဘူးအေအာသာနဲနေတယ်လို့ရေးထားတာပဲ15ရက်ကြာရင်ပျောက်သွားမှာပေါ့ဟု အာဘေစကားပြောကြပြီးလင် နောက်နေ့နနက်တွင်ပသိန်တို့လိုက်ရန်အတွက်ပြင်ဆင်လျက်ရှိကြလေသည်ပသိန်အမြန်သိမ်းမောသည်ဝါခေမမှနနက်6နာရီထွက်သည်ဖြင့်ဝေခင်နှင့်ဒေါတုတ်တို့သည်ဝါခေမသို့ထိုနေ့ကပင်သွား၍နေကြရလေသည် ဝါခေမရင်ဒေါ်တို့၏အတိဖြစ်သူပဲလော်ချောင်းထဲနေဥတိုက်ဒေါ်ရှင်တို့၏အိမ်၌တ냐အဲ့၍နောက်တွင်နနက်ပသိမ်အမြန်သိမ်းမောကိုစီးပြီးလိုက်ခဲ့ကြလေသည်တလန်းလုံးတွင်ငွေခင်သည်သူ့လင်တော်မောင်တယောက်ဘလုံများနေပါသည်ဟုတွေးတော်ရင်စိတ်မအေးပဲရှိလေသည်နေ့လယ်နာရီပြန်နှစ်ချက်ခွဲလောက်တွင်ပသိမ်အမြန်သည်ပသိမ်စိတ်ကန်းသို့ကတ်လေသည်ဒေါ်တုံးနှင့်ငွေခင်တို့သည်မိမိတို့ကိုလာရောက်ကြိုဆိုမိသူများကိုသာ လက်တဆန်းဆန်းနှင့်လူအုပ်ထဲတွင်ရှာလျက်ရှိလေသည် အတော်ကလေးကြာသော သာသာနာနာဝတ်စားထားသော အသက်25နှစ်အရွယ်တငယ်တယောက်နှင့်သူနောက်မှသက်35နှစ်အရွယ်ရှိ လူတစ်ယောက်သည်ငွေခင်နှင့်ဒေါ်တုတ်တို့ရှိရာသို့ရှေ့ရှုရောက်လာကြသည်ကိုတွေ့ရသည်ဒေါ်တုတ်နှင့်မငွေခင်ဆိုတာအတော်တို့ပဲထင်တယ်ဟုတ်ပါတယ်သူငယ်ကဘသူပါလဲ့ ကျွန်တော်ကထောင်မှုဥပမြင့်ရဲ့တူပါတန်ကြိုးပို့လိုက်တာရတယ်မဟုတ်လားဟုတ်ကဲ့ရပါတယ်ဦးလေးတော့အလုတ်ဆင်းရမှာနဲ့ဒီကိုမလာနိုင်ဘူးဒါထက်ဒေါ်တော်တို့အိမ်မှာပဲတဲကြပါအားလုံးအစဉ်သိလှုပ်ထားပါတယ်ဟုတ်တယ်တဲရမှာပဲတခြားလဲတဲเสียရမရှိပါဘူးပြုံး၍ဟုတ်ကဲ့ဒီလိုပေါ့ခင်ဗျာအခုမှတွေးကြရပြီလေဆွေတွေမျိုးတွေလိုခင်ခင်မင်မင်ပေါ့ဟုတ် ပြောကြပြီးလေဒေါတုတို့ကိုအသင်ဆောင်နေသော မော်တော်ကားပေါ်သို့တင်၍ဆက်တော်ရာဖရာဘဲသို့မောင်းနှင်လာလေလိတ်ဟိုတဲ့အလွန်တွင်လူပြတ်သောနေရာတနေရာသို့ရောက်သောအခါမော်တော်ကားသည်ဆက်ပြဲ့၍သွားသဖြင့်မော်တော်ကားပေါ်မှ လူများကိုအောက်သို့ခိတဆင်ခိုင်းပြီးထိုင်ခုံများအောက်မှဆက်ပြင်းရန်တစားပလာများကိုထုတ်ယူ၍ပြင်စရာရှိသည့်များကိုလည်းပြင်လိုက်ဟာမကြမီဆက်ကောင်းသွားလေ၏ ဒေါက်တော့နှင့်ငွေခင်သည်လဲမော်တော်ကားပေါ်သို့တက်ရန်ပြောသင်ကြသဖြင့်ဒေါက်တော့ကရှေ့မှငွေခင်ကအနောက်မှမော်တော်ကားပေါ်သို့တက်မြည်အပြုတွင်သာသနာနာဝတ်ထားသော သူငယ်နှင့်ပါလာသည့်35နှစ်အရွယ်ရှိသောသူသည်ဒေါက်တော့၏လက်ကိုတအားဆောင်ဆွဲပြီးတွန့်ပြစ်လိုက်ရာဒေါက်တော့လဲလမ်းဘေးသို့ဒလိမ့်ခေါင်ခွေကျသွားလေသည်ငွေခင်လဲအံအားသိမ့်လျက်ရှိစဉ်သာသနာနာဝတ်ထားသော သူငယ်သည်အလွန်လျင်မြန်စွာ ငွေခင်ကိုမော်တော်ကားပေါ်သို့တွန်းတင်ပေးလိုက်လေ၏။ငွေခင်သည်အံအားသိရာမှတရိယာပြီးအော်မီအလုပ်တွင်ဒေါတုတ်ကိုဆွဲပစ်လိုက်သောသူသည် နောက်တန်းနှင့်ရှေ့တန်းကြားရှိခြေချထားသောနေရာသို့ငွေခင်ကိုဆောင်ဆွဲပြီးနှင့်အသင်ယူလာသောဆောင်များဖြင့်အပေါ်ကဖုံးအုပ်လိုက်လေသည်။အားလုံးကောင်းစွာတိုက်ထားသည့်ဖြင့် မော်တော်ကားမောင်းသမားသည်ဒေါတုတ်ကိုကားပေါ်တက်ရန်ဟန်ပြင်ကလေးကဆက်နှိုး၍မောင်းသွင်းထားပြီးဖြစ်ရာ။ ော်တော်သည်ဆွဲပစ်ခံရ၍လက်နေရာမှသတိရပြီးအော်မီအလုပ်တွင် မော်တော်ကားသည် အတော်အလှန်ဝေးသွားလေပြီဒေါတုတ်လည်းကြောင်အားလက်အားနှင့်ကဲတော်မူကြပါလာကြပါဦးငွေခင်းကိုလူသွားပြီးအစားရှိသည့်ဖြင့်အတန်ကုန်ဟိ၍နေလေသည်တို့ရတွင် လူအတော်ပြတ်သည့်ဖြင့်ကဲမိသူသည် ရုတ်တရက်ပေါ်မလာချေဒေါတုတ်သည်အနှဲငယ်အော်ပြီးနောက်ဤမြလူပြတ်သောနေရာတွင်အော်ဟစ်နေ၍အကြောင်းထူးမီမဟုတ်သတိရစပြုလာသည်ဖြင့် ကဲမိသူတွေ့လို့တွေ့ညာခြေဦးတက်ရာသို့ စီးဆင်းနေသောမျက်ရည်များနှင့်နာရီများကိုတုံရင်ခတ်တုတ်တုတ်ရှောက်လျက်ရှိလေ၏အတော်ကလေးသွားမိရာခလန့်လန့်မှမိမိဘက်သို့တူရှူလျှောက်လာနေသော လူတစ်ယောက်နှင့်၎င်းတို့၏နောက်မှခလန့်လန့်မှလူနှစ်ယောက်၏ပုံသဏ္ဍာန်ကိုတွေ့ရလေသည်ဒေါတုတ်သည် အားတက်သွားလေ၏ထို့ကြောင့်ခြေလန်းကိုခပ်ပြင်းပြင်းပို၍လှမ်းလေ၏ခွဲခြား၍မြင်နိုင်သောနေရာသို့ရောက်သောအခါ ခံလန့်လန့်မှမြင်ရသူမှာဟိန္ဒူကလားကြီးဖြစ်နေသောကြောင့်အားငယ်သွားလေ၏တို့ရတွင်မိဘများစကားရဟုသောနီးရာဒေါတုတ်သည်ကလားအဖိုးကြီးကိုခိတ္တရက်စီ၍ဒီမအရာကြီးလမ်းမှာမော်တော်ကားတစ်စင်းကို မတွေ့မိဘူးလားဒီကညီမလေးကို မော်တော်ကားတင်ပြသွားလို့ဟုမေးလေသည် ဟိန္ဒူကလားကြီးသည်ဒေါတုတ်ကိုအံ့အားသိမ့်သောမျက်နှာဖြင့်သေချာစွာစောင့်ကြည့်ပြီးလင်ကလားနားမလဲဘူးအမဟု ပြန်ဖြေလေသည်မကျေနပ်သေး၍မော်တော်ကားတစ်ခုလေဟိုဘူးဘူးလေမော်တော်ကားဟွန်းတန်ကိုဆိုးပြရင် လက်ကလည်းတွန်းနှိပ်တယ်လို့လှုပ်ပြသည်အဲ့ဒါကိုမတွေ့ဘူးလားဟုဒေါ်တုတ်သည်ထပ်၍မေးပြန်လေသည်ကလာဘူကြီးလည်းဒေါ်တုတ်ကဲ့သို့ပင်ဘူးဘူးကောင်းတဲ့အမားဟု ကောင်းကြီးကပြောပြီး သူလန်းကိုသူဆက်သွားလေဒေါ်တုတ်သည်ဘယ်မှလည်းမသွားတတ် ဘယ်နေရာကိုရောက်နေသည်ဟု၍လည်းမသိမိမသားဖြစ်နေ၍ဘာကိုမှလည်းမကြံဖန်နိုင်ရေတဖန်းပင်ပေါ်မှတန်းငယ်သည့်ပင်လယ်ထဲသို့ကြာပြီးရေနှစ်သိမ်းဆုံးသွားရာကြံရမရသဖြင့်ပင်လယ်ရေအကုန်လုံးကိုမိမိအမည်နှင့်ပတ်၍ထုတ်ရန်လုံလပြုနေသောရှစ်မကဲ့သို့ဒေါတုတ်သည်သေးခြင်းလျင်လည်းသေစေတော့သေးသည်ကပင်ကောင်းသေးသည်ဟုသောစိတ်ထားဖြင့်တနအီလျင်မိုင်၄၀ကျော်ပြည့်နေသော မော်တော်ကားနောက်သို့ခြေလျင်လိုက်လျက်ရှိလေသည် အတန်ကလေးကြာသောဂလာကြီးနောက်ခလန်းလန်းမှရှောက်လာနေသော လူနှစ်ယောက်နှင့်ရင်ဆိုင်တွေ့နေလေ၏ထိုနှစ်ယောက်မှမူကားဗမာများဖြစ်နေကြ၍ဒေါတုတ်သည်တအားအားတက်သွားပြန်လေ၏တဲကန်နာယာထဲတွင်လန်းစားရှာမတွေ့သော လူတစ်ယောက်သည်အိုအစ်စ်ခေါ်စိမ့်ဆူရှင်လန်းသောမြက်ခင်းပြင်ရှိရာအရက်နှင့်တွေ့သည့်အခါလိုက်လိုက်လဲလဲဝမ်းသာသွားလေသည်ထိုနှုတ်သည် လူဆိုးလောလူကောင်းလော ကယ်ဆယ်မိသူများလောရေနှစ်သူကိုဝါကူ၍နှစ်မိသူများလော အစာရှိသည်တို့ကိုဘာမျှမတွေးမီမိမိဆန္ဒရှိတိုင်းအားကိုးရန်လောက်ကိုသာတွေးတောလျက်ရှိလေသည်ဒေါတုတ်သည်မိမိတနာစရာကောင်းပုံကိုထောက်ထားစာနာမိသူများတယောက်မျှအနီးအနားတွင် မရှိသောကြောင့်ကဲကြပါကဲကြပါအစာရှိသောငိုကြေးတန်တို့ကိုခဏလေးသာအော်ပြီးအောင်းထားခဲ့ရမှထိုလူမျှကိုမြင်သောအခါအောင်းထားသောစိတ်တို့ကို တားမနိုင်စီးမရတော့ပဲ။ တအားတုံ၍အော်ဟစ်ငိုကြွေးလိုက်လေသည်ထိုနှစ်ယောက်သည်ဆင်းရဲသားလယ်သမားများဖြစ်ကြ၍ဒေါတော၏ဒုက္ခမျိုးကိုနေစဉ်နှင့်အမျှမြင်တွေ့နေကြရသူများဖြစ်ကြသည်ဖြင့်ဒေါတော်ထံမှအကြောင်းမျိုးစုံကိုကြားရပြီးသောအခါဂျိုးတွင်ချင်းစီထဲကပါနာကြည့်လျက်ရှိကြလေသည်ထို့ကြောင့်ဒေါတော်သည်ဤကဲ့သို့သောခြေလျင်လျှောက်၍လိုက်နေပါလျင်မိုးမဆုံမြေမဆုံရှိတော်မူ၏အကြောင်းကိုပြောပြပြီးထိုလယ်သမားနှုတ်သည်ဒေါတော်ကို ကိုသိန်းဌာနသို့ခေါ်လာကြလေ။ဂတ်စည်သည်ဒေါက်တုတ်ထံမှ တိုင်ချက်ကိုယူထားလိုက်လေသည်။လယ်သမားနှူးသည် ပလိတ် ADA နိုင်ပုံကိုမကျေနပ်သောကြောင့်ဒုဗမာစီယုံသို့ဒေါက်တုတ်ကိုခေါ်သွားကြလေသည်။အစီယုံသို့ရောက်သောအခါဒေါက်တုတ်သည်သူ့အဖြစ်ပြက်များကိုအတွင်းရင်မှုသို့ ပြန်ပြောပြလေ။အတွင်းရင်မှုလည်းအရေးကြီးသောကိစ္စဖြစ်သည်ဖြင့်ဥက္ကဋ္ဌထံသို့ပြေး၍တိုင်လေသည်။ဥက္ကဋ္ဌသည်ရာဇဝတ်ဝန်ထမ်းတို့ ကိုယ်တိုင်သွား၍ဤမှုသည် အလွန်မတရားလွန်းသဖြင့်အထူးရေးယူရန်အပြင်းထန်တိုက်တွန်းပြန်လေ။ရာဇဝတ်ဝင်လက်ကောင်းပါပြီဟုဝန်ခံ၍ပသိမ်မြို့ပေါ်ရှိဂန်းအားလုံးသို့စကားပြောကြေနံဆက်လေသည်။ရာဇဝတ်ဝင်၏အမိန့်ဖြစ်သောကြောင့်မိသည့်ကတ်ကမှအေးအေးဆက်ဆက်မလုံဝန်တော့ပေ။သူတို့နယ်ထဲရှိမော်တော်ကားမောင်းတပ်သူများနာမည်ပြက်ရှိသူများကို လိုက်လံစစ်ဆေးကြလေသည် မသင်္ကာသူများကိုဖမ်းပြီးတန်းစီပြရသည်သည် ဒေါတော့ကမဟုတ်ဘူးဆိုမှလွှတ်ပြလိုက်လေသည် မော်တော်ကားကိုပြပြန်တော့လဲဒေါတော့သည် မော်တော်ကားကိုကောင်းစွာမြင်ဘူးသူမဟုတ်ရကမျက်စိရိုင်းနေသေးသဖြင့်မိသည့်မော်တော်ကားကိုမျှတေချာစွာမစွန့်စွဲနိုင်ချေဒါနဲ့တူတယ်ဒါပဲထင်ပါရဲ့အစရှိသဖြင့်အဖြစ်များကိုသာမော်တော်ကားများပြတိုင်းဒေါတော့သည်အဖြစ်ပေးနိုင်သည်တို့အတွက်ပလိမ့်များလဲများစွာခကြီးမတွင်ပဲလက်မှိုက်ချရမလို့ဖြစ်နေရရှိလေ ငွေခင်ကို မော်တော်ကားတင်ပြသွားသောမြက်တူတို့ဘက်သို့လဲအင်စပိုက်တော်ကိုယ်တိုင်လိုက်လံစုံစမ်းသိသည်တို့ရရင်အချီးနီးတာဒီထောင်တွင်စုံစမ်းပြန်သောအခါလဲဥပမြင့်ဟူသောနမီနှင့်ထောင်မှုသည်ပသိမ်ထောင်တွင်တယောက်မှမရှိသည်ကိုတွေ့ရ၏ဥပမြင့်လိပ်စာဖြင့်နှင့်စာရွက်ပေါ်တွင် ရိုက်ထားသောလမ်းနှင့်အိမ်နံပါတ်ကိုသွားရှာရာတရုတ်ကုံစုံဆိုင်တစ်ဆိုင်ကိုတွေ့ကြရလေသည်ကုံစုံဆိုင်ရှင်ကိုဥပမြင့်ဆိုသောထောင်မှုကိုလည်းမသိ ယခုအမှုနှင့်ပတ်သက်၍လည်းဘာမှ နားမလည်သည်ကိုတွေးကြရလေသည်အမှုနှင့်ပတ်သက်၍တဲလွန်စအနှဲငယ်ရသောဌာန၌စာတိုက်ဖြစ်လေသည်ထိုနေ့၁၂နာရီလောက်ကဥပမြင့်လိပ်စာနှင့်လာသောဒေါတုတ်၏တန်ကျိုးကိုဥပမြင့်တူဆိုသူကလာ၍လက်မှတ်ထိုးယူသွားလေသည်ထိုသူကိုမြင်လျင်တန်ကျိုးစည်းကမှတ်မိသည်ဟု ပြောသည်ကို ပလိတ်ကစုံစမ်းသိရှိရ၏ပလိတ်များသည်ဤသို့လက်မှတ်ချရသည့်အတွက်အံ့ဩစရာမဟုတ်ပေ ်အဘဲကြောင့်ဆိုသောမော်တော်ကားတင်ပြီးသည့်ဇက်ထုပ်ကို နောက်မှနေ၍ညွန်ကြားပြသလျက်ရှိသောဒရိုက်တာသည်မကောင်းမှုတွင် ပါရဂူတူဖြစ်သောကြောင့်ဒီထိုပါရဂူ၏အုံနောက်ထဲတွင်ကားတင်လျင် ပလိတ်ကဘလို့လုံမည်ထိုကဲ့သို့ လုံမည်ကိုဘလို့လွတ်အောင် ရှောင်မည်အစရှိသည်တို့ကိုတေချာစွာ တွက်ပြီးမှကြံစီခြင်းဖြစ်လေသည်တို့ဖြစ်သောကြောင့်ပလိတ်များဒေါန်တောင်းအောင်ရှာဖွေလျက်ရှိသည့်အချိန်တွင် ငွေခင်သည်မြက်တူသို့သွားသောလမ်းဘေးရှိချမ်းတချမ်းတွင်တွင်ဆောက်ထားသောတထပ်အိမ်ကလေးအခန်းတွင်၌လုံခြုံစွာတောက်ခတ်ခံရလျက်ရှိလေ၏အဆိုပါဒရိုက်တာသည်ငွေခင်ကိုထားရန်အတွက်ဤအိမ်နှင့်ဤချမ်းကိုရွေးချယ်လိုက်သည်မှလည်းအလွန်အချက်ပိုင်လေသည်ချမ်းသို့ရောက်အောင်မော်တော်ကားလမ်းမကြီးမှဘေးသို့နှစ်ဖာလုံလောက်သွားရလေသည်ချမ်း၏အလျားသည်ဂိုက်300ခန့်ရှိ၍အနံမှာဂိုက်200ခန့်ရှိလိမ့်မည် ခြံဝါသို့ရောက်ယုံနှင့်အိမ်ကလေးကိုရုတ်တရက်မမြင်ရသေးကြအဘဲကြောင့်ဆိုသောထိုအိမ်ကလေးကိုခြံဤအတွင်းဘက်ဆုံးနေရာခတ်ကြကြတွင်ဆောက်ထားယူမကဝယုံပင်များနှင့်တစ်ပင်ပန်းပင်များကလည်းအထက်ထက်ကာယံထားလျက်ရှိသောကြောင့်ဖြစ်သည်ထိုထက်ထူးခြားသောအချက်တစ်ချက်ရှိသည်ဤအချက်ဒီကအခြားမဟုတ်ပေဤအိမ်နှင့်ဤခြံသည်အခြားခြံများထက်အတော်ကြီးအလန့်ကွာဝေးသော အချက်ပင်ဖြစ်လေသည်၎င်းကိုဆောက်ထားသော ပိုင်ရှင်သည် အကျံတစ်ခုနှင့်စောက်ထားဟန်လက္ခဏာရှိလေသည်ငွေခင်းကို ထိုးအိမ်သို့ပို့ပြီးသည့်နှင့်တပြိုင်နက်မော်တော်ကားနှင့်လာပို့ကြသူများသည်ကြက်ပြောင်ငှက်ပြောင်ပျောက်ပြက်သွားကြလေသည်ဒရိုက်တာ၏အစီအစဉ်အတိုင်းဆိုလျှင် မော်တော်ကားနှင့်ခေါ်လာသောသူများကဤအိမ်သို့ရောက်သည့်နှင့်တပြိုင်နက်နောက်လူများသို့ငွေခင်းကိုအပ်ထားခဲ့ပြီးသူတို့နေရာသို့ပြန်၍အိမ်ဒရီမပြတ်နေကြရန်ဖြစ်လေသည်သူတို့နေရာတွင်လဲသူတို့ရှိကြသည့်အတိုင်းတသက်သင်ရှားရင်အားလုံးစီစဉ်ပြီးဖြစ်လေသည် ငွေခင်ကိုလက်ခံထားလိုက်သူများမှာအသက်50ကျော်အရွယ်လင်မယား2ယောက်ဖြစ်လေသည်။ငွေခင်အခန်းသို့ပြင်မနေ၍တောခတ်ထားလေသည်။ရန်ဖန်ရန်ခါမယားဖြစ်သူသည် စားစရာတောက်စရာကလေးများကိုယူ၍ငွေခင်အခန်းသို့ဝင်လာလေသည်။ငွေခင်ကိုတွေ့သောအခါသူငယ်မရဲ့ဘာမှမကြောက်ပါနဲ့အတော်တို့ရှိရသားပဲဟုအစာရှိသည့်ဖြင့်စကားများလောက်ကိုသာပြောပြီးငွေခင်၏စကားပြန်ကိုလက်မခံဘဲ အခန်းတွင်မှခတ်တုတ်တုတ်ထွက်သွားလေသည်ငွေလူချင်း၍လော လူကိုပင်ကြံရှင်၍လောဟုစဉ်းစား၍မရသည်ဖြင့်ငွေခင်သည်အကြံရကြက်လျက်ရှိလေသည် သူကိုပိတ်ထားသောအခန်း၏တောခလောက်ဖွင့်တံကိုကြားရတိုင်းရင်းတဖိုးဖိုးနှင့်ထိတ်လန့်လျက်ရှိလေသည်ဒုနှစ်ပင်အချိန်သည်ည၈နာရီလောက်ရှိသွားလေသည်ငွေခင်သည်စိတ်မောလူမောဖြစ်သောကြောင့်သူအခန်းထဲတွင်သူအိမ်ရန်ခင်းပေးထားသောနှစ်ယောက်၏ကတင်ပေါ်တွင်မိခနဲ့အိပ်ပျော်သွားလေ၏ အိမ်လာကြည်လာခင်ထားပါဦးလေကိုလာပြီဟုနားထဲတွင်အတန်ကြားသလိုလိုဖြစ်ပြီးသူတင်မကိုတစုံတယောက်သောသူ၏လက်ဖြစ်ပေါ်တက်လျက်ရှိသလိုလိုထင်ရသဖြင့်မိထားသောမျက်စိကိုဖွင့်ကြည့်လိုက်ရာနှခမ်းမွေပတိုင်းမွေမုတ်ဆိတ်မွေတို့နှင့်ယောက်ျားတယောက်သည် သူ့နှဘေးတွင်ထိုင်ရင်းသူတင်မကိုအသာပုတ်နေသည်ကို တွေ့ရ၏ငွေခင်သည် ထိုလူကိုမြင်ရသဖြင့်အတော်တုံလှုပ်သွားလေသည် တကယ်မှဟုတ်ပါမလားအိမ်မက်ပဲမက်နေရော့သလားဟု ်ပြုံးကနေမဝေခွဲမရသဖြင့်သူမျက်လုံးကိုပင်ပို့၍ကြည်ရလေသည်မတိုင်းမွေဆရာလဲငွေခင်ကိုဖြီးဆက်ဆက်နှင့်ကြည်ပြီးနိုးဗီလာခင်ကိုဒီမာထိုင်းနေရအတော်တော်ကြာသွားပြီဟုထပ်ပြောလေထိုအခါမှသူမြင်နေရသောတရံသည်တရဲလဲမဟုတ်တဆေလဲမဟုတ်အိမ်မက်ထဲကလူလဲမဟုတ်လူသားစင်စစ်ဖြစ်ကြောင်းကိုငွေခင်သည်ကောင်းစွာသိရ၏တရားဒီနေ့တပြိုင်နက်ကြပြားကြရထား၍ကရင်အောက်သို့ဆင်းပြေးမိပြုရာ ပတိုင်းမွေးစရာသည်အလွန်လင်းမြန်သောလင်းမြန်ခြင်းဖြင့်ငွေခင်၏လက်ကိုဆွဲထားသောကြောင့်ငွေခင်သည်မထနိုင်ပဲဂရင်ပေါ်တွင်ထိုင်နေရပြန်လေ၏ပတိုင်းမွေးစရာလက်ညာလက်ဖြင့်ငွေခင်၏ညာလက်စစ်ကိုခတ်တင်းနှင့်ကင်ထား၍ဘဲဘဲလက်ဝါးဖြင့်ငွေခင်၏လက်ဝါးကိုတာပို့၏ခင်ကလည်းကွယ်ကိုကတော့ချစ်လိုက်ရတာခင်ကကိုကိုနည်းနည်းကလေးမှပြန်မချစ်တော့ဘူးလားဟုစက်ဖြည်းဖြည်းမေးလေသည်ငွေခင်သည်ပတိုင်းမွေးစရာ၏အလစ်တွင်သူ့လက်ကိုတအားဆောင်း၍ဆွဲလိုက်ရာ လွတ်ထွက်သွားလေလွတ်သည်နှင့်တပြိုင်နက်ကရင်ကောင်းရင်ပတ်စီတို့အနောက်ဆုံးနောက်ဆုံးနှင့်တဖြည်းဖြည်းထိုင်လျက်ရွေသွားလေသည်ခင်ကားလဲကွယ်တိတ်နောက်တာပဲဒီကိုလာပါဟု ပြောပြောဆိုဆိုပတိုင်းမွေးဆရာသည်ကရင်ပေါ်သို့တက်ပြီးငွေခင်ကို ဆွဲမိလို့ရတနာပါရှင် ကျမအပြူမဟုတ်ပါဘူးယောက်ျားနဲ့ပါရှင်ဟုငွေခင်သည်ကရင်ကိုတအားဖတ်ထားရင်ပြောလေခင်ကားလဲကွယ်ဓာရီကိုမိထားလိုက်ပါတော့လို့ဆိုနေမှပဲကိုတော့မပြောချင်ဘူး ချစ်တာသာဗရာဏရဲ့လို့ဆိုခြင်းပါတယ်ဒီသချင်းကိုကြားဘူးတယ်မဟုတ်လားအဲ့ဒီအတိုင်းပေါ့ခင်ရဲ့ဟုပြောပြီးငွေခင်စီတို့တင်ပါတရွှေ့စားလောက်ဒိုးလာလေငွေခင်ဒီပတိုင်းမွေးဆရာကြီးလက်တွင်းမှပြည့်ပြည့်မလော့နိုင်တော့ဘူးဟုကောင်းစွာသိလေသည်တို့ရရင်တရဝါတို့မြည်သည်ဘေးနှင့်တွေ့လျင်ဒေခါမတေးရမည်မသိမီကပြေးနိုင်သည်မပြေးကြသေးသည်မှာဓမ္မရာပင်ဖြစ်လေသည်တို့အတွက်တရင်ကပင်လွတ်စေကမူလွတ်စေတော်ဟူသောသဘောနှင့်ပင် ပတိုင်းမွေးဆရာ ရှိသူတိုးအလာတွင်ကရင်ကောင်းရင်မှခုံချထွက်ပြေးရန်ငွေခင်းသည်မတ်တက်ထားလိုက်လေပတိုင်းမွေးဆရာလည်းငွေခင်းကိုလှမ်းဆွဲလိုက်ရာတီတီကလေးလွဲသွားလေသည်ထို့ကြောင့်ပတိုင်းမွေးဆရာလည်းငွေခင်းကို အမိဖမ်းရန်ရှိသူအတင်းတိုး၍လိုက်လေသည်ငွေခင်းလည်းကရင်ပေါ်မှခုံချလိုက်သဖြင့်မမိလိုက်ချေတို့ရတွင်ငွေခင်း၏ခုံချခြင်းသည် သူ့အတွက်ကောင်းသောခုံချခြင်းမဟုတ်ပေအဘဲကြောင့်မကောင်းသည်ဟုအကဲခတ်နိုင်ရန်အတွက် အခန်းနှစ်ကရင်၏အနေထားကိုသိရန်လိုလေသည်အခန်းသည် စတုရန်ဆယ်ပေလောက်ကျယ်ဝန်းသည်အခန်းတွင်သို့ဝင်ရန်တကားပေါက်သည်မြောက်ဘက်တွင်ရှိသည်ထိုအပေါက်မှဝင်လျင်ကရင်သည်အခန်း၏အနောက်ဘက်နေရန်တွင်ကတ်ထားသည်ကိုတွေ့ရမည်ဖြစ်၏ကရင်၏ခေါင်းရင်းတန်းနှင့်အခန်း၏တောင်ဘက်နေရန်တို့သည်သုံးပေလောက်ခြားလျက်ရှိသည်ဝေခင်သည်ကရင်၏အနောက်ဘက်တောင်မှအထက်ပါကြားထဲသို့ခုံချလိုက်ရာပတိုင်းမွေးဆရာသည်သူ့အနောက်သို့ဆက်၍လိုက်မသွားဘဲ ကရင်ဘော်ကပြန်ဆင်းလာပြီးကရင်၏အရှိတောင်တောက်တွင်ရပ်လိုက်လေ။ထိုအခါငွေခင်သည်ဘဲကိုမှ မထွက်နိုင်ပဲဂျောင်းထဲတွင်ပိတ်၍အမိခံနေရလေ။တို့ရရင်ငွေခင်ကအာမလျှော့သေး။မတိုင်းမွေဆရာသည်သူ့လက်နှစ်ဖက်ကိုဘေးသို့ဆန်း၍ရှေ့သို့တလန်းတလန်းနှင့်တိုးလာရင်ငွေခင်သည်မတိုင်းမွေဆရာ၏ဘဲဘက်လက်မှ ထုပ်စီးတိုးကစားရရင် အတင်းတိုး၍ထွက်လာသလိုထွက်လိုက်လေ။လွန်ကျင်လေပြီးသားဖြစ်နေသောမတိုင်းမွေဆရာသည်သူ့ကိုယ်ကို ဘဲဘက်မှတပတ်လှက်ပေးလိုက်ပြီးလင်ညာဘက်လက်နှင့်လှမ်း၍ဖမ်းလိုက်ရာငွေခင်ဤနောက်မှနေ၍ငွေခင်ဤရင်အောင်ပေါ်တွင်သူ့လက်နှစ်ဖက်ဖြင့်အုပ်ပြီးသားဖြစ်နေလေ။ငွေခင်သည်ရန်ရှင်းနှင့်ခွဲနေသည်မှာလေးလနီးပါးများရှိလေပြီ။အောင်ထားခဲ့ရသောစိတ်သည်သူတကိုယ်လုံးတွင်ရန်ပုံပမာကဲ့သို့ပြန့်နှံ့လျက်ရှိလေသည်။တို့အတွက်မိဘွားနှင့်တူသောပတိုင်းမွေးဆရာ၏လက်တရန်တို့နှင့်ထွေးတွေ့ကြသောအခါကိုတွင်း၌ပောက်ကွဲသည့်အချိန်သည်ပြင်းလွန်လာ၍ခြေထောက်ပင်ကောင်းစွာမထောက်နိုင်ပဲ ပတိုင်းမွေးဆရာကြီးလက်ထဲတွင်ပြော့ခွေကျသွားပြီလျင်တကူလုံးနှက်ပူးသလိုတဆက်ဆက်နှင့်တုံလျက်ရှိလေ၏ပတိုင်းမွေးဆရာသည်ဂရင်ပေါ်သို့ငွေခင်းကိုအသာဆဲ၍တင်လိုက်ပြီးသူ့ညာဘက်လက်နှင့်ငွေခင်းပေါ်မှခွာထားလိုက်လေသည်ငွေခင်းသည်ဘက်ဘက်သို့ဆောင်းလိုက်မည်အလို့တွင်လိမ်မှန်သောပတိုင်းမွေးဆရာ၏ဘက်ဘက်လက်သည်ငွေခင်းညာဘက်ပခုံးကိုဖိထားလိုက်သည့်ဖြင့်ငွေခင်းသည်မဆောင်းနိုင်တော့ပေသို့ရာတွင်ငွေခင်းသည်ရှက်လွန်း၍မျက်စိကိုစုံမိတ်ထားလေသည် ။ဘယ်နဲ့လဲခင်ရဲ့စိန်ကားလှကြည်လား။ဒီကချင်းရတဲ့လူများကိုညာတာထောက်ထားအတနာဖတ်တဲ့စိတ်ကလေးကိုလည်းမွေးအောင်မှာပေါ့။အခုတော့ဒစိမ့်ပြင်းပြင်းကြာနေတော့တာပဲ။ခင်ဟာကို့ပေါ်မှာတိတ်ဆိုးတာပဲကွယ်ဟုပြောပြီးတကယ်တိုက်ပွဲသို့ဝင်လေသည်။ငွေခင်သည် အစွမ်းကုန်ယုံရင်ကန်ရင်နေရင်ဝကိုဓာတိခံရသောသူကဲ့သို့ချက်ကောင်းကိုအမိခံရသဖြင့်မလှုပ်နိုင်ရှာတော့ပဲခေါင်းတလုံးကိုမိမိမျက်နာပေါ်သို့ဖုံးလျက်ငြိမ်သက်သွားရရှာလေသည် ပတိုင်းမွေးဆရာလည်းစစ်နိုင်သောစစ်ဘူ၏ရှင်ပြုံးခြင်းဖြင့်များစွာပီတိဖြစ်လျက်ရှိလေသည်။ပတိုင်းမွေးဆရာသည်အနှုတွင်အံခွားနေရသူဖြစ်ရကအချက်ပိုင်ပြီးသည့်နှစ်တပြိုင်နက်ငွေခင်း၏မျက်နာပေါ်တွင်ဖုံးထားသောခေါင်းဝန်းကြီးကိုအသာဆွဲပစ်လိုက်ပြီးလျှင်ဘဲဘက်သို့မျက်နာကိုလှည့်ထားသည့်ဖြင့်အလောတော်ဖြစ်နေသောငွေခင်း၏ညာဘက်ပါမှုမှုကလေးကိုအသာနမ်းရင်ခင်းကိုကိုသိမ့်ချစ်တာပဲကွယ်ဟုခတ်တူတူပြောလိုက်လေ။များမကြမီး ဘူးသည်နုနုပေါ်တွင်တပြေသည်မှတင်ထားသည်နှင့် တူသောငွေခင်ရင်သားများကိုအလွန်ကြည်နက်သောမျက်လုံးများဖြင့်စူးဆိုင်လျက်ရှိစဉ်ပတိုင်းမွေးဆရာလက်တဖြည်းဖြည်းအားလျော့လာပြီးလျင်ငွေခင်ရင်ဘတ်ပေါ်၌ပင်အိပ်ပျော်သွားလေသည်ဤပတိုင်းမွေးဆရာသည်ကအချားမဟုတ်ရုပ်ဖြတ်ထားသော ရှစ်နေဘဝင်းပင်ဖြစ်တော်၏ဘဝင်းလာပေါင်းများစွာအောင်ထားခဲ့ရသောဆန္ဒကြီးသည်ကြည်နက်မှုကိုရသွားလေပြီးဤဆန္ဒကြီးသည်ဤကဲ့သို့ကြည်နက်မှုကိုရရှိသွားသည့်အတွက် ဘဝင်းတွင်မြည်မြအကျိုးခံစားလိုက်ရပါသည်။စက္ခုအာယုံနှင့်ဘောဓဖအာယုံတို့သည် တမိနစ်ခန့်သာအရသာရှိသွားယုံမှတပါအခြားကြိုးကျေစုများမရှိပေ။ဘဝင်းစက္ခုအာယုံနှင့်ဘောဓဖအာယုံတို့သည်တမိနစ်ခန့်အရသာ ခံစားလိုက်ရသည့်အတွက်ငွေခင်မာမူကသူကျေစုရှင်ရန်ရှင်အတွက်အသက်ပေး၍စောင့်ခဲ့ရသောအိန္ဒြေတို့သည်ရေစုံတွင် မျော၍ပါရရှာလေ၏။ဘာဝင်းသည်ဤမြအကျိုးကလေးနှင့်ဤလိုလောက်ရသည်မှာအတော်ကြီးပင်ရက်ဆက်ရာကြပေသည် ဩဒရန်ကြီး၄ခုအတွင်းတွင်နေရရှာသောငွေခင်လင်ရန်ရှင်းမှမူကသူ၏အသက်ဘူးငွေခင်သည် သူနှင့်တမျိုးတည်းဤတနေရာတွင်ဤညကဤတို့အရှက်တကွဲအကျိုးနှင့်ဖြစ်ရရှာသည်ကိုနည်းနည်းကလေးမျှမသိရှာပေ။တိများတိသွားပါမူကအဘယ်မျှယင်ကျိုးအောင်နာကြည့်လိမ့်မည်နီ။